ှက်ဖြစ်တယ်စိတ်နှောက်ရှက်ဖြစ်တယ်ဆိုတာဟာဒီလိုကြောင်းတော့မဟုတ်တဲ့ကိစ္စတော့ဟုတ်ပါတယ်လို့ပြောရလို့ရှိလို့ရှိရင်ကျမတို့နိုင်ငံရဲ့အနာဂတ်အတွက်သိပြီးကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ကျမတို့ပြောရရင်ပြည်သူပြည်သားအားလုံးကျမပြည်သူပြည်သားဆိုလို့ရှိရင်เนาะပြည်သူပြည်သားဆိုတာတတ်မတော်မပါလို့လည်းမခွဲကြဘူးအစိုးရမပါလို့လည်းမခွဲကြဘူးပြည်သူပြည်သားဆိုတာအားလုံးပဲကျမတို့ပြည်သူပြည်သားများအားလုံးဟာ အဖြစ်ကိုအဖြစ်တိုင်းရင်ဆိုင်ရတဲ့တတိရှိအောင်ဒီလိုတတိမရှိလို့တော့ကျမတို့တိုးတက်နိုင်မှာမဟုတ်ပါဘူးညဒီ question ကိုအခြေခံဥပဒေကိုဘာဖြစ်လို့ဒီလောက်တောင်မှဖက်တွယ်နေကြတာလဲလို့ကျမကလည်းမေးခွန်းထုတ်ချင်တယ်ညတော့ရပ်ပတ်တယ်လို့အများနဲ့တည်ရပါတယ်ပြောကြပါတယ်ကျမကတော့ပုံမှန်လေးလေးမဲ့တာဝေဆွေးနေခြင်းနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုဒီအတိုင်းရေးဆွဲထားတာဟာယုံကြည်မှုမရှိလို့လို့ကျွန်မပြောချင်တယ်ဘာယုံကြည်မှုမရှိလို့ဆိုတော့ဘာကိုပြောတာလဲပြည်သူနဲ့တမတော်ကြားမှာယုံကြည်မှုမရှိဘူးတမတော်ကလည်းပြည်သူကိုမယုံဘူးပြည်သူကလည်းတမတော်ကိုမယုံဘူးနောက်ပြတော့လေအချုပ်ပုပ်ကများဟာမိမိတို့ရဲ့အနာဂတ်အတွက်ယုံကြည်မှုမရှိကြဘူး ။ online မြို့တွေအားလုံးပဲငလင်ပေးနေပြီဒီမှာမြန်သွန်းကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် reproduction channel လေးရဲ့ပြန်လည်ကြိုလိုက်ပါရစေ။ဒီလိုရီရရှင်တို့တော့ပေးကြမှာတော့ယနေ့ ဒွန်လ13ရက်နေ့တောက်ကြနေ့ရမနေ့ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးတော့ဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိရှိပေးဖို့ဒီနေရာရဲ့ထမှန်တောင်းဆိုလိုက်ပါရစေ။အရောင်းတို့အနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုမတရားသဖြင့်အပြည့်အမှန်သိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1964ရရှိဖြစ်ပါတယ်။မနိုင်ငံတော်ဝန်တရက်တာအတွင်းစစ်ကောင်းစီကစစ်ကွေးတည်ဆုံမှုစီမှာတော့ကချင်းပြည်နယ်မိုးညင်းမြို့နယ်မှာတော့ရေတလူမြရတဲ့တည်များနေပါရစေ။ကချင်းပြည်နယ်ဖားကဲမြို့နယ်မှာလည်းအကောင်20၊အကွေးတိုင်းမခုတ်ကူမြို့နယ်မှာ9ကောင်၊အကိုးတိုင်းသဲကုန်းမြို့နယ်မှာ၄ကောင်၊အကိုးတိုင်းဖြူးမြို့နယ်မှာ၄ကောင် သစ်ပေါင်းအကောင်33ကောင်ဒီသုံးကြောင်သိရှိရပါတယ်။ ောင်းဆုံးသတင်းပုတ်အနေနဲ့ကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်တယိုရှင်ဖျားပွဲဈေးကိုလာရောက်တဲ့လူငယ်30ကျော်ကိုအကြမ်းဖက်စစ်တပ်ကနေပြီးပေါ်တာဆွဲဖမ်းဆီးသွားပြီးမိသားစုဝင်တွေကရဲစခန်းမှာတွားရောက်စုံစမ်းခဲ့တော်လဲမိသားစုဝင်တွေကိုပြန်ထွက်လိုက်ကြောင်းသိရှိရပါတယ်။ဒါဟာဇွန်လ10ရက်နေ့မှာကျင်းပခဲ့တဲ့တယိုရှင်ဖျားပွဲဈေးကိုလာရောက်တဲ့လူငယ်30ကျော်အကြမ်းဖက်စစ်တပ်ကနေပြီးတော့တပ်သားတွေကလိုက်လံပေါ်တာဆွဲဖမ်းဆီးသွားလာကြောင်းလုံရင်စံကတ်တွေဖြစ်ပွားခဲ့လို့လေဒေသခံပြည်သူတွေကပြောထားပါတယ်။အခုကူတီယိုရှင်ဖျားပွဲစီကိုလာတဲ့လူငယ်30ကျော်ကိုမက်စလာရှိရနေ့ညနေ9:00ကစပြီးဂျမ်ဘတ်စစ်ကောင်စီသားများပိတ်ဆို့ဖမ်းဆီးသွားတာပါ။ လူဝင်ဆန်ခတ်မှုတွေတော်တော်ဖြစ်သွားပါလေငွေတွေရဲ့မိသားစုငွေတွေကတော့ကော်တာဆွဲခံရတာတူတူချင်းပဲရဲစခန်းကိုတွားရောက်စုံစမ်းပေးမယ်လေမိသားစုဝင်တွေကိုပြန်ထွက်လိုက်ပါတယ်လို့လေအကုတ်ခရိုင်တွင်းကမိဘသတင်းများအဖွဲ့မှတာဝန်ရှိသူတွေကပြောထားတာသိရှိရပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ဂိုင်းတိုင်းအင်းတော်မြို့နယ်မှာရှိတဲ့စီကန်းတစ်ခုကိုအချမ်းဖက်စစ်တပ်ကလိင်းနဲ့ဘုံကျက်တိုက်ခိုက်တာကြောင့်ဒူနာပြူဦးအေးမောင်ကွယ်လွန်ခဲ့ကြောင်း NUG ဆိုရကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်အဟာဂျမစစ်တရရဲ့လေရောက်တက်ခတ်မှုကြောင့်ကြီးကြံရန်ရရှိခဲ့တဲ့အသက်62နှစ်အရွယ်သူနာပြူဦးအေးမောင်ဟာဒေသတိုင်းဒေသပြည်သူများနဲ့ တော်လိုင်းရေပေါ်များကိုစေကူတာမှုများကျမ်းမာရေးဆောင်ရှောက်မှုများပေးနေသူပြောပါတယ်။ဝီမောင်ဟာမေလ22ရက်နေ့ကကျမ်းမာစစ်ကောင်စီလေတဲ့ဘုံကျဲတက်ခတ်မှုတွင်ရရှိခဲ့သောဒဏ်ရာများဖြင့်ပွဲလွန်ခဲ့ရကြောင်းသိရှိရပါတယ်။ဝီမောင်ကလွန်ခဲ့တဲ့တွင်မိသားစုနဲ့အတူတပ်တူကြေကွဲဝန်းနေရာကြောင်းမြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်အပြီးတိုင်ခြုံငိမ့်ပြီးပထဝီဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ထွန်းသည့်အထိတိုင်းရင်းသားပြည်သူလူထုရဲ့လုံးနဲ့ရလတွဲပြီးစတဲ့တဘူတူပန်းတိုက်ပွဲတော်မှဖြစ်ကြောင်းနဲ့စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက်အသက်ခံနာနှင့်ဘဝများပုံဝဲ၍ ပြည့်စစတိုင်ဝဘုတ်ခဲ့ကြတဲ့တိုက်ပွဲဝင်တွေရှိကြတဲ့ရွေးကောင်းများကိုလည်းတိုင်တီးပြီးဒီသစ္စာပြုကြောင်း NUG ဆိုရကျမရဲ့ဝန်ကြီးဌာနကလည်းဥပြန်ထားတာသိရှိရပါတယ်။နောက်ထပ်သတင်းဘုတ်အနေနဲ့ကတော့လာမယ့်ဇွန်လ19ရက်နေ့မှာကြောက်ရွံ့မဲ့လူဒုကောင်းဆောင်အမေစုရဲ့80နှစ်ပြည့်မွေးတွေမှာပန်းသပိတ်နဲ့ Blue Shirt Campaign ပြုလို့ရန်တော်လိုင်းအင်အားစုများကဇွန်လ12ရက်နေ့ကစတင်တိုက်တွန်းထုတ်ဆိုလိုက်ပါတယ်။လာမယ့်ဇွန်လ19ရက်နေ့ဟာလူဒုကောင်းဆောင်အမေစုရဲ့သက်80ပြည့်မွေးနေ့ဖြစ်ပါတယ်။စေုပ်စုရဲ့အမဖန်းစီချင်းချခံထားရတဲ့မေစုဟာကမ္ဘာအသက်ကြီးဆုံးသောနိုင်ငံရေးကျင်းသားပဲဖြစ်ပါလိမ့်မယ်။ အစစ်တဟရရှိထားတဲ့ချက်လက်တွေရလူတကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဗမာတာကြီးဦးဝင်းမြင့်ပါဝင်နိုင်ငံရေးကျင်းသားစုစုပေါင်း12122ဦးကိုအထက်မှချုပ်နှောင်ဖမ်းဆီးအကြမ်းချထားတယ်လို့သိရပါတယ်။ဒီရွေတဲ့ကြောင့်ပဲမြန်မာနိုင်ငံဟာအပေါ်မှာနိုင်ငံရေးကျင်းသားအများဆုံးဖမ်းဆီးထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါလိမ့်မယ်လို့လည်းအပိတ်ကောင်းဆောင်ဒေါက်တာတေဇာဇန်းကရေးသားဖော်ပြထားတာလည်းတွေ့ရှိရပါတယ်။အင်မီနယ်ဖာကန်ဘူးနေကကြောက်စိမ်းလူကတ်တွေနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကိုလည်းဘီးလိုက်ရှုဖျက်ဆီးနေတဲ့စစ်ကောင်စီတပ်ကိုအချင်းလွတ်လပ်ရေးတမတော် KIA နဲ့အချင်းဒေသပြည်သူ့ကာကွယ်ရေးတွေကပူးပေါင်းတက်တီကဂျားညာတိုက်ခိုက်ရမှာတော့စစ်ကောင်စီတပ်အချိနာပြီးဝေးပြေးဝက်ပြေးအင်းကြီးရလဲပြင်မြင်နေရပါတယ်။ဒါဆိုနောက်စနေနေ့တဲ့ပိုင်းမှာ ဟကံမော်စီစာမှာရှိတဲ့လောက်ကတခုမှစစ်ကောင်စီနဲ့ပြည်သူစင်များဟာ AI ပူပေါင်းတက်ကတိုက်ခိုက်ခဲ့ရမှာတော့စစ်ကောင်စီဘက်က20ဦးကတည်ဆုံးခဲ့ပြီးတနေ့ကောင်တွေကတော့ခွေးပြုတ်ဝပြီးပြေးသွားကြောင်းသိရှိရပါတယ်ဒီနေ့မနက်9နာရီမှစတင်ပြီးကချင်ပြည်နယ်ဖားကံမြို့နယ်ဖားကံဆိုရပါဘူးဘာလို့ဖားကံမြို့နယ်ဖားကံမြို့နယ်မော်စီမော်စီစာကိုကျောက်စိမ့်လောက်ကတခုမှ တဆွဲထားတဲ့စစ်ချုံးကောင်စီကို KIA နဲ့တော်လိုင်းအင်းပူးပေါင်းတပ်ဖွဲ့များယာညက်ပြီးတိုက်ခိုက်ခဲ့ရစစ်ခွဲအကောင်20ပဲသုံးကြောင်တည်ရပါလေဗျာအားရပါလေအားလိုက်ကြာဒီနေ့မနက်ကဟုတ်တယ်ဒီနေ့ပဲဒီနေ့မနက်ဒီနေ့မနက်ဒီနေ့ဝန်နီဝန်နီဝန်နီဆိုထိုင်းလို့ဒီနေ့မနက်တခင်ဒီနေ့ဖားကတ်ဖားကတ်မျိုးနေဟုတ်တယ်မော်စီစာကုန်းမှာဟုတ်တယ်ကြောက်စိမ့်လောက်ကမှာတက်ဆွဲထားတဲ့ တို့စကစားဟုတ်တယ်စစ်ခွဲတယ်မင်းစစ်ခွဲရတယ်တရားရင်နဲ့တီရက်တီကဝိုင်းပြီးတော့ဈာညက်တိုက်ခိုင်းလိုက်ဟုတ်တယ်ဈာညက်ပြီးတော့တွယ်ပလိုက်တာဘယ်နှယောက်တည်သွားလဲ20ဒီဖားကံကိုနေရာမျိုးမှာဒါတော့ငါပြည်သူလူထုရေဆုံးမလားဟိုတလောကမှာလူ3ယောက်ကိုပြစ်တတ်ထားတာမနေ့မနေ့တနေ့ရမှာအဲ့လေပြည်သူ3ယောက်ကိုပြစ်တတ်ထားတာကို KIA ကတောက်ချက်ပြန်တွယ်နေတယ်ဟဲ့လား ဟုတ်တယ်လေနော်ပြည်သူကိုသွားလှုပ်တာကိုပြည်သူကိုသွားလှုပ်တော့ဟိုကခွေးလာတတ်တာခွေး20သေသွားပြီးပြည်သူကိုမကိုက်နိုင်အောင်လို့နည်းနိုင်အောင်လို့နည်းညနည်းနေလား20ရက်ကချင်ပြည်နယ်ဖားကန့်ဆိုတာတကယ်ကြောက်ဆင်းတွေထွက်တဲ့နေရဟုတ်တယ်မင်းပြောမှကချင်ပြည်နယ်ဖားကန့်နဲ့ပတ်သက်တာလीငါသွားသတိရဘယ်သွားလဲဒီသွားဒီသွားဆောက်ကိုကိုတချင်းလေးသွားသတိရဘယ်တချင်းတော့စီရဲချင်းလူကြီးအောင်ဖားကန့်ကိုလာပြီးတူတူငါငါလူတွေစုံကြီးအကုန်လုံးယောက်ကြပြီး ဆင်းရဲဆင်းရဲတာကိုလွတ်အောင်လို့ဆင်းရဲကိုဆင်းရဲတာလွတ်အောင်လို့ဖားကန်လာဖားကန်ဆိုတာကြောက်စိတ်အမှန်တန်ထွက်တဲ့နေရာဟုတ်ပါဆင်းရဲချင်းလူကင်းအောင်ဖားကန်ကိုလာပြီးတူတူငါငါလူတွေစုံကြီးအကုန်လုံးရောက်ကြပြီမွဲတဲ့သူပုံမွဲနေပြီငက်ပြတ်တာအော်တွေ့ရသည်အဘလူကဲမလို့တရုတ်ရှိဖို့လူမျိုးဝဲတွေတန်းချီရကြသည်အဲ့ကျညမမချညတာတာဘင်းသေးသေးဘယ်ထိုင်ဘယ်ပြရမှာလား ပြည်သူတွေကတော့အားကိုးပြီးတော့ဘာကဲမှာကြောက်စိတ်ထွက်တယ်ဆိုပြီးတော့လာကြတာပဲနော်မျော်လင့်ချက်တွေနဲ့လာကြလာကြတာချမ်းသာနေရငါတို့ရဲ့ဘော်ရာဘော်ကျွတ်တွေတေယုတ်ရှိဖို့လူကြီးခွဲတွေအဲနော်ကျွန်ကျွန်လိုပဲအဲ့မှာလောက်အောင်မှာဟိုကတေယုတ်ရှိဖို့တွေပဲတိန်းတာနော်နင်းမျက်နှာနဲ့ဆိုရေမစေးကြောက်ရှာတဲ့အဆင့်လောက်ပဲရှိနောက်ထပ်သတင်းမှုအနေနဲ့ကတော့မြန်မာချိုင်းနယ်ဆက် ်ဤကီဒေတာမှာလက်ကျန်စစ်ကောင်စီစခန်းတစ်ခုဖြစ်တဲ့ငရဲနီစခန်းဟာလည်းထိုင်းနိုင်ငံဘက်ချိုင်းအကူအညီနဲ့တစ်စခန်းစွန့်ငါသွားတယ်လို့ကရင်မျိုးသားစီယုံ KNU တက်မှာလေးဒဝက်ခိုင်တွင်းဘူးဘရူဆောရဲ့နန်းကပြောထားပါတယ်အဲ့တော့မတိုက်ရသေးဘူးထွက်ပြေးသွားရဆိုသဘောတရားပါပဲအဲ့ဘက်ကကူညီတဲ့သူဒီကောင်တွေကထိုင်းမြန်သွားကြည့်နေတယ်လို့ထင်ရပါတယ်အဲ့စခန်း body sit desk scan point 2556ကိုတက်မှာလေးဦးဆောင်တဲ့တော်လိုင်းဘုံတရားဝန်လဆယ်ရဲ့မနက်ပိုင်းကစတင်တိုက်ခိုက်ခဲ့တာပါအဲ့ဒီအချိန်မှာငရဲနီစစ်ကောင်စီတက်ကန်ဟာ ။ PNU တက်မှာ၄ရက်တိုက်ခိုက်မခံရခင်မှာပဲဒီနေ့စကန်ဆွန့်ခွာသွားတာဖြစ်ပါတယ်။ PNU တက်မှာ၄ဟာတိထပြူဟာတီကီစကန်ဘော်ဒီစကန်မြောက်ကိုတိမ့်ပိုက်ထားပြီးဘဝဲတီကီအရှိပမာမြစ်တာစကန်၊ဒုက္ခစကန်၊ကြောင်မဲတောင်စကန်ကိုသာကျန်တော့တယ်လို့သိရပါတယ်။မြန်မာထိုင်းနယ်စပ်မှာတော့ဒုက္ခစကန်တခုသာကျန်တော့တယ်လို့ဘလို့စိုးရိမ်နာကလည်းရှင်းပြထားတာကိုတွေ့ရှိရပါတယ်။ဟုတ်တော့ကျွန်တော်တို့ဒီမှာလက်ရှိတွေ့နေရတဲ့စကားကတော့ကျွန်တော်ဒီအာဘော်ဒီနေစာစကားဖြစ်တယ်ဗောနော်။ဒီအာစကောက်စီရဲ့ဒီ အာဘော်ဒီနဲ့စစခပြည့်တာပေါ့နော်ကျွန်တော်တို့ဒီနိုင်တွေခရိုင်အာခေညိုကီမြူတာစီယောင်တမဟလေးကဒီဦးဆောင်တဲ့ဒီခန်ခန်နေလေးနဲ့ကျွန်တော်ခန်ဒီဘူပေါင်းတပ်ဖွဲ့တို့ကဒီကျွန်တော်တို့ဒီဇောလာကျွန်တော်တို့ဇောလာဒီငါရနေ့မှာစတေဇောလာရှင်းနေ့မှာကျွန်တော်စတေပြီးတော့အာတိုက်ခိုက်ခဲ့တာပေါ့နော်ဒီဂျင်းနေ့ဒီဇောလာရှင်းနေ့မှာတော့ကျွန်တော်ပြီး bị bị cho nó tay tay như này khác nó khu lấy cho nó mình quay quay về chi giáo giáo nó cái nè 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 stock à à khu cho nó đâu lấy tuổi này ra mình quay rồi cho đi à xe cao gì phải xe cao gì vậy thì body này ra đã cắt khu phía đó nó khu cho nó đi ဇော်လာ10နှစ်မှာကျွန်တော်ဒီတမဟာလေးရဲ့အာဘူဘောက်တောက်ဖွဲ့ဒီ channel လေးနဲ့ KNDO ဘူဘောက်တောက်ဖွဲ့များကကျွန်တော်တို့ဆော်ရွယ်ပြီးတော့ဥဆောင်ပြီးတော့ဒီဒီနေ့ဇော်လာ10နှစ်မှာပြီးတော့တိုက်ကျွန်တော်တို့လက်တိုင်းနဲ့ခဲရကြတယ်ပေါ့နော်ကျွန်တော်မြင်ကွေးချေ ပြောရမယ့်အကြောင်းအရာလေးကတော့ရန်ကုန်မြို့မှာတော့လုံခြုံမှုမရှိဘူးဆိုပြီးတော့အောင်မင်းကောင်လောင်နေတာဖြစ်ပါတယ်။ရန်ကုန်မြို့မှာရှိတဲ့ရဲတွေစစ်ကွေးတွေအနေနဲ့လည်းမြေပြင်တော်မဆင်းနိုင်တော့တဲ့အနေထားတစ်ခုဖြစ်နေပြီး online ကနေပဲလုံလုံနိုင်တော့တဲ့အနေထားတစ်ခုဖြစ်နေတာကိုပြောပြနေဖြစ်ပြီးတော့သူတို့ကိုယ်တိုင်လည်းမဆင်းနိုင်တော့ကြပါပဲ။ဟောလဲဆိုတော့အုပ်ကြီးတွေတော့မြေပြင်ဆင်းကောင်းလို့နောင်နေကောင်းဆိုင်နေတာနေ့စဉ်နဲ့မျှပဲ။ဟိုအကြမ်းဖက်သမားပီတာတယ်။ပီတာတော့ဘာလဲဆိုတော့ပြည်သူလူထုတွေဘာတွေညာတွေဟုတ်လားတမန်အေဂျင့်သွားနေထိုင်နေပြည်သူလူတွေဘာတွေဒါတွေသူတို့ကောင်းနေမှာမထည့်ဘူးဒါတွေမစင်းသာဘူးသူတို့လိုရမယ့်အလုပ်ကိုသူတို့ပြည်ပြင်လုပ်တယ်အဓိကအပြင်ထားပါတော့လား မိရထားလန်းတွေမိုင်းခွဲတယ်လူတွေသွာလာနေတဲ့တံတားတွေမိုင်းခွဲဖြက်စီတယ်ဒါတွေကအားလုံးသိနေတဲ့အတိုင်းအဲ့တော့ဘယ်ကောင်မလဲပြန်သုံးသပ်ဖို့လူလိုက်ပြီလို့နော်ကျွန်တော်ဒီလိုမျိုးသုံးသပ်တယ်ပြီးခဲ့တဲ့ရပိုင်းတွေကတော့ကျွန်တော်တို့ရန်ကုန်ရန်ကုန်ရောက်တယ်ရန်ကုန်ရောက်တဲ့အချိန်မှာရန်ကုန်မြို့ကလည်းမှန်နေပြတကယ်ထင်းသိမ်းမှုကတော်တော်ခင်းရင်းတယ်ဘာကြောင့်လဲလက်ရှိသွားနေတဲ့စနစ်လက်ရှိသွားနေတဲ့စနစ်အရာကပြောရရင်လူတယောက်ကိုပြစ်မှုမကျူးလွန်သေးဘဲနဲ့ဖမ်းလို့မရဘူးပြဿနာလေပြစ်မှုမကျူးလွန်သေးဘဲနဲ့ဖမ်းမယ်ဆိုရင်လေ तू ကလက်ရှိကစစ်အုပ်ချုပ်ရေးကြီးညာထားတာမဟုတ်တဲ့အတွက်တရားရုံးကထားမှာတော့ယမန်တပတ်ဆိုယမန်တပတ်ယူရမယ်အဲ့ယမန်တပတ်ပြီးလို့ရှိရင်ဒီလူကို ထပ်ပြီးတော့လာစစ်စေးလိုက်မင်းမြန်လိုက်လုပ်ပြီးတရားရုံးမှာယမန်တမန်ယူအောင်ဒီလိုသွားအောင်ပါဘောနော်အဲ့တော့စစ်ရချော်ပုံစံမျိုးလူတယောက်ကိုကဲခေါ်ထားလိုက်ကွာအပြစ်မရှိရှိရအပြစ်နဲ့ချလိုက်ကွာသူလုံးလို့မရဘူးဒီခေတ်ကအဲ့တော့ဘာဖြစ်လို့ပြောရလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာကကျွန်တော်တို့အနေနဲ့ကဘာလို့ခေါ်မလဲဒီဖြစ်စဉ်တွေဖြစ်နေတယ်ဒါတွေကိုဘလို့ထိမ့်သိမ့်ကြမလဲဆိုတော့ဆွေးနွေးမှုမျိုးပဲလုပ်လို့ရမယ်ဟိုတောင်ရှိတဲ့လူတွေကတော့ပလင်းလို့တော့မရသေးဘူးဘာကြောင့်လဲဆိုတော့သူတို့အနေနဲ့ဒီဒီစဲဥတွေပုံမှာလောက်ကင်နေရတာဗျာဒီစဲဥတွေမှာလောက်ကင်နေရတယ်ဖြစ်တဲ့အတွက်ပြစ်မှုမကျွလုံသေးတဲ့လူတွေဟာဒီလူကတော့တော်ရရပြန်လာတယ်ဟဲ့လားအာဒီလူကတော့ အဲ့ဘလူးကောမလဲဟိုအကြမ်းဖက်တင်တန်းနေတက်လာတယ်ဆိုပြီးတော့တယောက်ယောက်ကသတင်းပေးရင်တော့အဲ့သတင်းပေးမှုကလေတေချာတဲ့သတင်းပေးမှုဖြစ်ရမယ်ဒါမျိုးကြီးပေါ့အဲ့တော့ဒီဘက်မှာရှိတဲ့လူငယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းအကြက်တဲတွေဖြစ်တယ်လို့တစ်ဖက်မှာရှိတဲ့ပြည်သူတွေအနေနဲ့ကလည်းဒါတွေဘာကြောင့်မထိသိမ်းနေရတာလဲเนาะဒီလိုမျိုးမျိုးဝင်တွေထွက်လာကြအောင်เนาะပြီးခဲ့တဲ့ရပ်ပိုင်းကပြီးခဲ့တဲ့တစ်ဖက်ပေါ့ဗျာရပ်ပိုင်းလုံးပြောပြီးခဲ့တဲ့အဖက်ကဆိုလို့ရှိရင်လည်းဟာလာဒီကျွန်တော်တို့ဘတ်စကားပေါ်မှာကပိုင်းနိုင်တယ်ကပိုင်းနိုင်ပြီးတော့အဲ့ကပိုင်းနိုင်ကနေပြီးတော့ကောင်လေးတယောက်တားဖောက်ပေါ့เนาะဝိုင်းထိုးဝိုင်းပြီးတော့ထိုးလိုက်တာဒီကောင်လေးကြီးတော်တော်များများဆေးရုံတော့တင်လိုက်ရတယ်ပေါ့ဖြစ်တာအဲ့ဒါကို ဒီဟိုနေ့ဟာဆိုရှယ်မီဒီယာနေဝိုင်းអော်တဲ့အချိန်ကြတော့ဘာဖြစ်လဲဆိုတော့ဒီအမှုကိုဖမ်းမိလိုက်တယ်နော်ဖမ်းမိလိုက်တယ်အဲ့တော့ပြောရလို့ရှိရင်ပြဿနာကလည်းဘာလဲဆိုတော့ဆိုရှယ်မီဒီယာနေអော်မှအလုံးလုံးတဲ့သဘောဖြစ်နေတယ်လို့ကျွန်တော်တို့ကဒီလိုမျိုးកောက်ချက်ချလို့ရအဲ့တော့ကျွန်တော်တို့ပြောချင်တာဘာလဲဆိုတော့ဘုံညိုတက်ပွဲတွေအနေနဲ့အများကြီးဆိုရှယ်မီဒီယာကိုပဲစောင့်ကြည့်နေမှာလားမြေဒီမှာကဘယ်လိုခေါ်မလဲဟိုတောင်ယူမှုတောင်ခံမှုရှိရှိဘာမှမလုပ်ကြဘူးလားဆိုတဲ့ပုံစံတွေကျွန်တော်တို့ကတွေ့လာရတယ်ဗျာတချို့ကိစ္စတွေမှာလေတချို့ကိစ္စတွေမှာအမှန်တည်းဖြစ်စေမှားတည်းဖြစ်စေဆိုရှယ်မီဒီယာမှာ ဆိုရှယ်မီဒီယာကနေပြီးတော့အားကောင်းတဲ့ဟလာဆိုရှယ်မီဒီယာတွေကနေအွန်လိုင်းအဲ့ဒါကြီးကပြုံမှုမြောက်သွားတဲ့ဟာမျိုးတွေရှိတယ်ပြဿနာအဲ့လိုမျိုးရှိအဲ့တော့အဲ့တော့ကျွန်တော်တို့ကတပါလို့တရားဥပဒေစိုးမိုးရေးရဲ့အဲ့ဒါဒီဘက်မှာရှိတဲ့မှုကင်းနှိမ်နေရဲ့ကိစ္စတွေမှာကျွန်တော်တို့ကတော်တော်များများကပြန်ဟိုဘယ်လိုကောင်းလဲပြန်သုံးသပ်ရမယ့်သဘောဖြစ်လာတယ်ဆိုရှယ်မီဒီယာက OTT ဘယ်လိုကောင်းလဲ online နေအနေနဲ့လုံလုံတက်ဖို့ရဲ့အနေနဲ့ညီညီမဆင်းမဲ့နဲ့ ဆိုရှယ်မီဒီယာမှာပဲစောင့်ကြည့်နေလားဆိုရှယ်မီဒီယာမှာစောင့်ကြည့်ရသေးတာပြောရအောင်တော့ဗျာတစ်ဖက်ကပြန်တွေးရင်တော့ပြည်သူလူထုကိုအားကိုးနေလားဗောနော်ဒီပြည်သူလူထုကိုအဲ့လိုကြီးအာမကိုးပါနဲ့ကိုယ်တိုင်လည်းမြေပြင်ဆင်းဖို့လိုအပ်တယ်ဗောနော်ကျွန်တော်ပြောချင်တာဟာမြေပြင်ဆင်းတော့အကုန်လုံးဖုံးလုံးထောင်မှာဗောဟာပုံကြီးရောမြေပြင်ဆင်းကောင်းလို့ဆိုပြီးတော့မြောင်းတဲ့ကောင်းဆိုင်နေရမင်းတို့စစ်ကွေးတွေနဲ့ရဲကွေးတွေကဘယ်မှမှမြေပြင်ဆင်းနိုင်တော့လို့လဲမင်းတို့အကောင်တွေပြောနေကြော်မြို့မင်းတို့မင်းတို့ကောင်တွေရောမြေပြင်ဆင်းနိုင်တဲ့အနေထားမရှိတော့ဘူးလေနောက်တစ်ခုကပါလဲဆိုကျွန်တော်လုံလုံရေးအစီအမံနေမှာဗောနော်အဓိကကကျွန်တော်တို့ရန်ကုန်မြို့ဟာမြို့ကြီးဖြစ်တယ်နော်မြို့ကြီးဖြစ်တယ်ဆိုကျွန်တော်တို့ပြောရလို့ရှိရင်တကယ်စီးပွားမြို့ကြီးဖြစ်တယ်နော်စီးပွားမြို့ကြီးဖြစ်တဲ့အတွက်အဓိကအဖြစ်တော့ အဲလက်ရှိနေသားမှာလည်းနိုင်ငံတကာခီးတယ်ပေါ့နော်နိုင်ငံတကာခီးသွားတွေဝင်ရောက်နော်ဝင်ထွက်သွားလာနေကျွန်တော်တို့တွေ့ရတယ်တွေ့ရတယ်ကျွန်တော်တို့ကပါလဲဆိုတော့လုံချုံရေးနဲ့ပတ်သက်ရင်တော့မဖော်ချုပ်လုံချုံရေးပေါ့နော်ဖော်ချုပ်လုံချုံရေးကလည်းရှိတယ်လို့တစ်ဖက်မှာရှိရတကယ်ဟို secret စားပေးပေါ့နော်ဒါမျိုးတွေလည်းရှိတယ်နဲ့နောက်တစ်ခုကမှန်ပါတယ်ဒီ social media စောင့်ကြည့်ရတာလည်းဒီခေတ်မှာခင်းနေအညီလောက်ပါမယ်မှန်ပါတယ်အဲ့တော့ပြည်သူလူထုအနေနဲ့ကလည်းကိုဘေးနားမှာပဲဖြစ်ဖြစ်ကိုနဲ့မလန်းမကမှာဖြစ်ဖြစ်ကိုဒေသမှာပဲဖြစ်ဖြစ်လူစိတ်မှုကျွလုံတာတွေပြမှုကျွလုံတာတွေရှိခဲ့ရင်လည်းကိုရဲ့နှိစက်ရ social media တင်ပြီးတော့ပြောပေါ်တာဆိုရင်တော့မြင်နိုင်မြင်နေဖို့မြင်နိုင်နေပေါ့နော်ကျွန်တော်ပြောချင်တာဒီကြရတော့ကျွန်တော်တို့ဒီမှာလက်ရှိနေသားမှာ social media တွေကိုစောင့်ကြည့်ရတဲ့သဘောရတော့ ျွန်တော်တို့တစ်ခါတလေဘယ်တော့မှမကြားဘူးတဲ့ဒူးဆဲမှုတွေတော်တော်များများဖြစ်နေတာတွေ့ရတယ်ဆိုရှယ်မီဒီယာပေါ်မှာပြောရအောင်အပြင်မှာတော့မသိပါဘူးဗျာထားပါတော့အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လာတယ်ကလေးလေးနှစ်ယောက်ကနေပြီးတော့ကလေးပေါ့နော်လူငယ်ပေါ့လူငယ်နှစ်ယောက်ကနေပြီးတော့ तू ကပြီးသူစစ်ဆိုလားစစ်သားဆိုလားမသိဘူးကောင်းလေးလေးလေးယောက်လောက်ကိုဖဏတင်နေရိုက်ပိတ်ကန်ထိုးချိတ်လုပ်နေတာတွေ့ရတယ်ဒါတွေကပြောလို့ရှိရင်တော့ဗျာဒါတွေကတော့တော်တော်များများကတချို့ကိစ္စတွေမှာကျွန်တော်တို့ကဒီလိုလူငယ်တွေကိုဘယ်လိုအပြစ်ပေးအရေးယူတယ်လဲဆိုတာကဟိုပြောရရင်တွင်းတွင်းကြပြပြပြလို့တယ်တချို့လူငယ်တွေကသူတို့ရဲ့အပြစ်ပေးအရေးယူမခံရဘူးလို့ မဒါလို့လို့လို့အပြစ်ပေးအေးအေးယူမခံရဘူးလို့သူတို့သဘောပေါက်ထားပုံရတယ်။တချို့ဆိုလို့ရှိရင်ဟလာကျောင်းနေမှာဒါပြီးခဲ့တဲ့နှစ်တရားတို့အားလုံးတွေ့လိမ့်မယ်စာသင်ကျောင်းမှာကလေးလေးတရားကိုဝိုင်းပြီးတော့ကံကြောက်လုပ်တယ်ကျောင်းသားချင်းပေါ့နော်ဒါမျိုးတွေလုပ်ကြတယ်။ဆိုတော့ဒါတွေကလည်းပြောရအောင်နော်မန်နေဒီလိုလူငယ်ဒီလိုအသက်ပိုင်းချမှာတော့ဖြစ်တတ်တဲ့သဘောရှိတာပေါ့နော်ဖြစ်တတ်တဲ့သဘောရှိဒါပေမဲ့ကျွန်တော်တို့လူမြမလူဖွဲ့စည်းလိုမျိုးနေရာမှာပူဖြစ်ကြတယ်ပူဖြစ်ကြတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီဘက်မှာဥပဒေအရဘလို့အေးအေးယူရဲဆိုတာမသိဟိုဘလို့ခေါ်မလဲလူငယ်တွေကမသိကြဘူးပေါ့နော်။ဥပမာပြထားပါတော့ကျွန်တော်တို့ဒါဒါလေးကကျွန်တော်နည်းနည်းပါးပါးနှိုင်းရှင်းပြမယ်ဗျာဒါလည်းကျွန်တော်တို့ဘလို့ခေါ်မလဲကျင်လည်လာတဲ့နေရာတွေဒေသကြီးဖြစ်တယ်။အေးလေ20ရာစုက27ရာစုကိုဝင်တော့ဝင်ဖို့ကြီးနှစ်ခု လက်စင်ကန်းလိုက်တယ်။မင်းတို့27ရာစုမှာလူလုံးမဲ့လူတွေမင်းတို့ရှင်းရလိမ့်မယ်။နော်27ရာစုလူလုံးမဲ့လူဆိုတာဟောဒီခန်းတဲ့လူတွေအားလုံးပါတယ်။လက်ရှိလူအဖြစ်ရောက်နေတဲ့လူတွေအားလုံးပါတယ်။နောက်တဲ့85နှစ်အတွင်းမှာ84နှစ်ပေါ့နော်။အတွင်းမှာမွေးလာမဲ့လူတွေအားလုံးပါမယ်။အဲ့ဒါ27ရာစုလူသားတွေဟုတ်လားကျွန်တော်ပြောတာ။အဲ့ဒီလူတွေအားလုံးကမွေးကလေးကပကုန်းပေါ်မှာဝင်းတုံးကြီးနှစ်ခုပါလာမယ်။ ဒါကဘာနဲ့ချီပြောလိုက်တာအဲ့ဒီဝင်ဆုံးတကူကဘာလဲဆိုနံပါတ်1က poverty ဆင်းရဲမွေးကြခြင်းမင်းတို့ခင်ပါလေဆင်းရဲမဲ့လူတွေပေါ်လိုက်မဲ့ဖြစ်ခြင်းเนาะဘာကြောင့်လဲအဆဆမပြည့်စုံမှုတွေญาติကူးတို့တွေကဖောက်ပြန်เนาะစစ်ပွဲတွေကဖြစ်လူတွေကအကျဉ်းစားရတတ်ပြည့်လူကြီးကတိုးကဘာကြီးကတကယ်တော့နေဖို့တောင်တိတ်ကောင်းတဲ့အနေသားမရှိတော့ဘူး ဘာကြီးရဲ့အနာဂတ်ကလည်းမရေရာသေးဘူးအဲ့ဒါကြောင့်ကြည့်ပါလားတက်နိုင်တဲ့တိုးတက်တဲ့တိတ်ပံပညာထွန်းကားတဲ့နိုင်ငံကြီးအားလုံးကဘယ်သွားနေကြလဲကျူရီသွားနေကြတယ်ဟွန်းအလကားသွားနေရလားမဟုတ်ပါဘူးကျူရီတလောက်သရင်ရှိရေးသွားနေအောင်ဘယ်တော့မှအရေးကြီးလို့တော့အရေးကြီးတယ်သူတို့သွားတဲ့ဂျူကဘယ်ဂျူပဲဦးစားပေးသွားတယ် ရေရှိတဲ့ဂျိုပဲဦးစားပေးသွားတယ်။ဘယ်နဲ့သွားနေတဲ့ဂျိုတွေအလုံးကြည့်ပါ ရေကြီးတဲ့ဂျိုကြီးပဲ။စနေဂျိုအင်ကာဂျိုအလုံးကရေရှိတယ်။ရေရှိရင်မလုပ်နိုင်လူနေလို့ရနိုင်တယ်။အရေးရဲ့အကြောင်းရဲ့ဒီကဘာကစွန့်ခွာမဲ့အချိန်ရေးစရာမြေကိုမလုပ်တဲ့ရှာထားတာမယုံမရှိပါနဲ့အဲ့ဒါနော်။သိပ္ပံပညာကတိုးတက်တဲ့နိုင်ငံကတော့အနာဂတ်ကိုကြိုးပြီးတော့ဗာဖြစ်လေ။တွေးတယ်အနာဂတ်ကိုကြိုးပြီးတော့စဉ်းစားတယ် ဂါကြီးရဲ့ longevity အသက်ရှင်မှု sustainability စဉ်သက်မပြတ်ပြင်ပြို့ဖို့ဆိုတာ nobody can promise ဘယ်သူမှဂရိမပေးနိုင်ဘူး။ဘာဖြစ်လို့လဲ?ကမ္ဘာကြီးဟာကိုတော်ဝင်ကို equal opportunity equal ဟောပေါ့ဗျာ။ဘာခေါ်လဲ responsibility ပေါ့နော်။ဒီ equal responsibility ကိုတောင်းဝင်မယူဘူး။ကိုရိုးစည်းပါးကိုပဲဥတည်တယ် ကိုစည်းဝါထိခိုက်ရင်ဘယ်သူမှမလုပ်ပြောရင်တော့ဗုဒ္ဓဘာသာလို့ပြောရင်တော့ကျွန်တော်တို့ခွာကြီးကလောဘဒေါသမောဟတွေပဲဖြစ်နေတယ်ဖုံးနေတယ်ဒေါ်လာမျိုးတွေအားလုံးပဲကနတာစိတ်ပန်းပြည်စေဖို့အတွက်ကျွန်တော်တို့ရဲ့ဒေါ်လာညီကိုရီးယားတင်ဆက်ထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုပြန်ရဝင်များပေးလိုက်ပါရစေ။အကြီးအကဲဒေါ်လာမျိုးတွေအားလုံးကိုကျွန်တော်တို့ကြည့်သွားလို့ရပါတယ်။နာထာမင်းဆက်ပြောလိုက်။အော်သူပဲပြောမလို့နဲ့ ဘယ်ကပါလာဘင်္ဂလားဒေ့ရတန်တမန်လားဟဲ့ဘင်္ဂလားဒေ့ကတန်တမန်မှာတော့ရွှေချမလို့စစ်စည်းတောက်ထားတာအယုတ်ပြက်လာတာသဘောပေါက်တယ်ဒီကောင်းကောင်းနဲ့ပေါင်းချင်းပေါင်းချင်းဟုတ်တယ်ပြက်လို့ပဲကြကြပြက်လို့ပဲတည်တည်တည်ရှင်းရွှေပစက်ကြကျင်းနဲ့လို့နေကျင်းနဲ့လို့နေဟာခဏလို့ဘာလို့ပြက်လို့ပဲကြကြပြက်လို့ပဲတည်တည်တော့ဟမ်အဲ့ဒါပြက်ကြလားမင်းတို့ပြက်တာမဟုတ်ဘူး နော်ပြတ်ကြတာဩပြောရှာတဲ့ဇော်မဲနေရဲ့ဟမ်အကြကြတော့အဲလိမ့်နေတာဘာလို့ပြတ်ကြတာဟမ်ဘာလို့ပြတ်ကြတာအဲ့ဒါပြစ်ချလိုက်တာ PL ရဲ့ပြစ်ချလိုက်တာဩငါတော့ထားပြီးသားလေပြတ်ကြလို့ပဲပြတ်လို့ပဲကြကြပြစ်လို့ပဲတည်တည်လေပြစ်လို့တည်တာမဟုတ်ဘူးပြက်လို့ကြာဟေးနင်တို့ကတော့အများသားဘူးခံညင်းနေမှာပဲအဲ့တော့ညင်းမသိညင်းမသိဘယ်လိုဖြစ်ဖြစ်ကျင်းတ်တယ်ကျင်းတ်တယ်ငါအဲ့ဒီ အဲလိုတက်ပြောက်ဆုံးကတ်တဲ့အချိန်မှာတော့ဟိုမင်းတို့ပြစ်လို့ကြတာမဟုတ်ပြက်ပြက်လို့ကြတာလို့ဘုန်းကြီးကိုတရားဟောခိုင်းတာအဲဟောလို့တေတေတေပြီးတာဒီနတ်တေသွားဖို့ပဲဟာဟာပဲတေမာတော့9မိနစ်နဲ့9မိနစ်နစလေးပစ္စည်းတော်ခေါင်းမှာကတ်ထားတာမကယ်နိုင်ဘူးမြောက်ပြပါလေခရတရားဆိုတာဟုတ်ပါပြီဟုတ်ပါပြီဒါဖြစ်နေတယ်